င်္ဂလာပါပရိသတ်ကြီးဘုန်းကြီးဒီနေ့မှာတော့ကံကြွေးမရှိစေနဲ့ဆိုတဲ့ခေါင်းစဉ်နဲ့ဟောပါမယ်အကံကံကြီးအကျိုးဆိုတဲ့အတိုင်းပဲပြုထားတဲ့အရာတွေကအကျိုးတွေပြန်ရတတ်တယ်အဲ့တော့အရေးကြီးဆုံးပြောချင်တာကတော့ပျော်ရွှင်မှုကိုပျက်စီးစေသောအေးချမ်းမှုကိုပျက်စီးစေသောကံတွေမလုံးမီစေနဲ့လို့ပြောချင်တာ လူတယောက်ကိုကိုကပြပြနေနေစောစောကားကားပြောလို့ရှိရင်ကိုကိုအဲ့လိုပြန်ပြောမဲ့သူပေါ်လာတတ်တယ်လူတယောက်ကိုကိုကအတုံးချပလိုက်မယ်ဆိုရင်ကိုကိုအတုံးချမဲ့သူလည်းပြန်ပေါ်လာတတ်တယ်လူတယောက်ကိုနိုင်တဲ့စီနေပြုတ်မှုပြီးတော့ဘဝကိုပြည့်စည်အောင်လုပ်မိမယ်ဆိုရင်ကိုကိုလည်း ဝပျက်စီးသည့်အထိဒုက္ခပေမဲ့သူပေါ်လာတတ်တယ်။ဒီဘဝမှာတော့ပြန်ပြီးတော့ကံကြွေးပြန်ဆတ်ရတဲ့သူတွေရှိတယ်။အဲတော့ပစ္စုပန်တမလုံးဆိုတဲ့အရာတွေကိုစဉ်းစားမယ်ဆိုရင်တမလုံးမှာဒီဘဝကကံအကြွေးတွေပါသွားမယ်ဆိုရင်ဟိုဘက်မှာကို ပြုတ်ခဲ့သမျှကိုခံရတဲ့ဘက်ကိုပြန်ရောက်သွားတတ်တယ်။ဒါကြောင့် အရိကံကျွေးတွေကြောက်စရာကောင်းတယ်။တန္တရာဝတ်ကိုပြတ်အောင်ဖြတ်နိုင်ရွယ်နောက်ဆုံးနိဗ္ဗာန်မျက်မှောက်ပြုသွားနိုင်တော့မှယဟန္တာဖြစ်သွားတော့မှလွတ်မြောက်ရမှာခန္ဓာဝန်ကိုချတော့မှအပြည့်တတ်တာမဟုတ်ရင်တော့အဲ့ဒီယဟန္တာဖြစ်မဲ့ဘဝအထိကံအကျွေးတွေလိုက်တယ်တတန္တရာလုံးကိုလိုက်တယ် ဒါကြောင့်ဆိုးဆိုးတွန်တွန်ကြီးကြီးလေးလေးအပြစ်တွေကိုမလုံးမိစေနဲ့လွယ်လွယ်ရလို့လွယ်လွယ်ယူလိုက်မယ်ဆိုပြီးတော့လေမယူမိစေနဲ့ပြန်ဆရတတ်တယ်သူတော်ဘာစီကနေပြီးတော့ကိုက အချောင်ရလို့သူတော်ဘာကိုမလိမ့်တပတ်လုပ်ပြီးတော့သူ့ဘဝပြတ်သွားသည်အထိပြူပြီးမှအကျိုးအမြတ်ယူလိုက်တာမျိုးတွေ တော့ဒီဘဝမှာတော့စားကောင်းစားရလိမ့်မယ်အဲ့တော့တမလွန်မှာတော့ကိုယ်ဒီကိုယ်ကိုအဲ့ဒီလိုလူယုံမပေါ်အောင်နှိမ့်ဆက်မဲ့ဖြတ်စည်းမဲ့သူတွေနဲ့ပြန်ပြီးတော့ကြုံဝတတ်တယ်ဒါက၆လန့်တာမဟုတ်ဘူးယုတ်ဒီသဘောအရာပြုံးပြရင်သူများပြန်ပြုံးပြမှာပဲမဲ့ပြရင်သူများပြန်မဲ့ပြမှာပဲအကြောင်းရှိအကျိုးရှိမှာပဲ အဲ့ဒါဟာမြတ်စွာဘုရားဟောတဲ့တရားတော်တွေအတိုင်းပဲပရိသသမုပ္ပတေဒနာအရာအကြောင်းရှိရင်အကျိုးတွေလာနေအောင်မယ်အဲ့အကြောင်းပြတ်တော်မှာအကျိုးကရက်မှာကံပြုထားရင်လေကံရဲ့အကျိုးဆိုတာလာအောင်မှာအဲ့တော့ကိုယ်ဘဝခဏတာတတန်းတူတူလေးရတဲ့အချိန်မှာကုသိုလ်တွေအများကြီးစုသွားဖို့ပဲအာရုံစိုက်ကိုယ်က သူတစ်ပါးကကိုယ့်အပေါ်မှာဘလောက်မကောင်းမကောင်းကိုကပြန်ပြီးတော့မတုံ့ပြန်နဲ့ကိုယ့်ရဲ့ကံကြွေးတွေပါမလာစေနဲ့ကိုယ့်အပေါ်မှာသူတစ်ပါးကဘလောက်ပဲယုံမာယုံမာကိုယ်ပေးဆက်ရမှာမလို့ပေးဆက်လိုက်ရတာကိုကနေပြန်ပြီးတော့မယုံမာနဲ့တတိထားပေါ်တတိထားပြီးတော့သူတစ်ပါးကိုယ့်အပေါ်အနိုင်ယူတာနှိမ့်ဆက်တာမခံရအောင်ကတော့ပညာသုံးတတိသုံးကြည်ရှောင်ပေါ် ကိုယ်အတွက်ကတော့ဝေကျွေးဖြစ်စေမဲ့ကံကျွေးတွေတင်စေမဲ့အရာတွေမလုံမိအောင်ကုသိုလ်များများလုပ်ပါမာကျန်တယ်ကဘာသူကဘာသာအပေါင်းကံကျွေးမရှိတဲ့ဘဝများဖြင့်အေးချမ်းပျော်ရွှင်အောင်မြင်ကြပါစေ။